မင်္ဂလာပါရှင်ရာကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာနိုင်ငံအတွင်းကစစ်ရာဇဝဲမှုတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ Airbus ကုမ္ပဏီကို PRP တောင်းဆိုတဲ့ကမ်ပိန်းကိုစတင်လိုက်ပါတယ်ဖမ်းမကင်းပြည်နယ်နဲ့အထိမ်မှတ်ဖြစ်ကရင်ရိုးရာဒွန်းအကပြိုင်ပွဲနဲ့လှေလောပြိုင်ပွဲပြုလုပ်ရန်အတွက်စစ်ကောင်စီကကြေးရွာတရွာကို43သိန်းကျပ်တောင်းခံနေတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် မာစောတစ်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့အကျန်းဖက်စစ်ကောင်စီထံတိုက်ခိုက်လေရင်တွေပံ့ပိုးရောင်းချပေးနေတယ်။တရုတ်လေကြောင်းကုမ္ပဏီ AVNC ယင်းနှိမ့်ညံထားတဲ့ဥရောပ Airbus လေရင်ကုမ္ပဏီကြီးကိုဖိအားပေးတောင်းဆိုတဲ့ကမ်ပိန်းတစ်ခုကိုမြန်မာရက်ဖက်အဖွဲ့အစည်းတွေနဲ့တော်လဲအစုဖွဲ့တွေကပြည်တွင်းပြည်ပမှာဟန်ချက်ညီညီစတင်ဖော်ဆောင်နေလို့သိရပါဗျ။ရက်သားတွေအပေါ်ကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာတရုတ် AVNC ကုမ္ပဏီနဲ့ကုမ္ပဏီကဲတွေကနေထုတ်လုပ်တဲ့တိုက်ခိုက်ရေး ေးလေရင်တွေကိုအဓိကအထားအသုံးပြုနေတာကြောင့် AVIC အနေနဲ့စစ်ကောင်စီကိုပံ့ပိုးနေမှုတွေချက်ချင်းရပ်တန့်စေဖို့အတွက်ဒီကမ်ပိန်းကိုဥဆောင်နေသူတွေကတောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။မရက်တရင် AVIC စီမှာရင်းနှီးမြှုပ်နှံထားတာတွေကိုပြန်လည်ရုပ်သိမ်းစေဖို့အတွက် Airbus ကုမ္ပဏီကြီးကို PRP တောင်းဆိုနေတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ AVIC ကုမ္ပဏီအနေနဲ့စရုပ်စုလေတပ်ကိုကူညီထောက်ပံ့နေမှုတွေကိုရပ်တန့်ဖို့ Airbus ကုမ္ပဏီကနေတဆင့် PRP မဲ့ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကိုအော်တိုဘာလ25ရက်နေ့က31ရက်နေ့ထိပထမအကြိမ်ပြုလုပ်သွားမှာဖြစ်ပြီးအွန်လိုင်းနဲ့မြေပြင်ကမ်ပိန်းတွေလည်းပါဝင်မှာဖြစ်တယ်လို့ဒီကမ်ပိန်းကိုဥဆောင်ပါဝင်နေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Blood Money Campaign အဖွဲ့ကအသိပေးနှိုးဆော်ထားပါတယ် ဒါအပြင်မြန်မာစစ်အုပ်စုနဲ့စီးပွားပတ်သက်နေမှုတွေအလုံးချက်ချင်းရပ်တန့်ဖို့ဒါမှမဟုတ် AVNC ကလည်းရင်းနှီးမြှုပ်နှံထားမှုတွေအလုံးစုံပြန်လည်ရုပ်သိမ်းဖို့အတွက် Justice for မြန်မာအဖွဲ့ကလည်း Airbus Company C ကိုတောင်းဆိုထားပါတယ်ရှင်ကရင်ပြည်နယ်တရင်ဘောကိုတင်ဆက်ပေးကြပါရစေ။ကရင်ပြည်နယ်ဖမ်းအမျိုးတိရိကွင်းမှာ86ချိန်မြောက်ကရင်ပြည်နယ်နဲ့အထိမ်မှတ်ကရင်ရိုးရာဒုံကပြိုင်ပွဲနဲ့လှေလောပြိုင်ပွဲကျင်းပဖို့အတွက် ကျေးရွာတရွာကိုငွေကျပ်43သိန်းပေးဖို့အတွက်စစ်ကောင်စီကအတင်းကျပ်တောင်းခံနေရလို့ဒေသနေပြည်သူတွေစီကနေသိရှိရပါဗျ။အဲ့ဒီငွေကြေးကိုအော်တိုဘာလ25နေ့နောက်ဆုံးထားပေးသွင်းရမှာဖြစ်ပြီးတပ်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကစစ်ကောင်စီတောင်းခံတဲ့ငွေကြေးရဖို့အတွက်တအိမ်ကိုငွေကျပ်တသောင်းမဖြစ်မနေတောင်းခံနေရလို့လည်းသိရှိရပါဗျ။ကရင်ပြည်နယ်ကရွာတွေဟာရေကြီးရေလျှံမှုကြောင့်ပြည်သူတွေအခက်အခဲရှိနေခြင်းတွင်အခုလိုအတင်းအဓမ္မကောက်ခံနေတာဖြစ်သလိုစီးပွား ဲ့အစမပြေချိန်မှာလဲစစ်ကောင်စီကအထိတ်မှတ်ပြိုင်ပွဲအတွက်လို့ဆိုကာငွေကြေးကိုချင်းချောက်ကောက်ခံနေတဲ့အတွက်ဒေသခံပြည်သူတွေဒုက္ခရောက်နေကြရလို့လဲသိရှိရပါတယ်ရှင်။ မကွေးတပ်သင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတန်ချက်ကကားတွေပါယူဆောင်လာပြီးစစ်ကြောင်းထိုးကကျေးရွာ၃ရွာကပြည်သူ၈ဦးထက်မနည်းကိုလည်းဖမ်းဆီးတပ်ဖြတ်ထားသလိုပြည်သူ၁၀၀ကျော်ကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးထားတယ်လို့ပခုတ်ကူမြို့နယ်ပကဖဒုတော်ဝန်ကရန်ကုန်ခစ်တက်ကိုပြောပါရစေ။အော်တိုဘာလ၂၁နေ့ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကအင်အား၃၀၀နဲ့တန်ချက်က ကားတွေပါယူလာပြီးကွန်းရွာကိုဝင်ရောက်စီးနှင်းခဲ့တာလည်းဖြစ်ပါရစေ။အဲဒီနောက်ကွန်းရွာနဲ့ ဲ့ရွှေတန်းတစ်ရွာတို့မှာအထိုင်ချတက်ဆွဲကအနီနာကျွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေရလဲဖြစ်ပါတယ်။အဲလိုအရှိမြင့်ကျွရွာ ကုန်းရွာနဲ့စင်မင်းရွာတို့ကိုဝင်ရောက်စီးနှင်းစဉ်တွင်အရက်သားပြည်သူ၈ဦးထက်မနည်းကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးကျေးရွာအတွင်းကပြည်သူဝိုင်းပစ္စည်းတွေကိုစိတ်ကြိုက်မှွေနှောက်ယူဆောင်သွားတယ်လို့လည်းသိရှိရပါဗျ။အဲဒီလိုအကြမ်းဖက်စစ်တပ်ကပခုတ်ကူမြို့နယ်တွင်ကျေးရွာတွေကိုဝင်ရောက်တောင်းကျမ်းနေတာကြောင့်ကျေးရွာတွေကပြည်သူ9000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးနေရပြီးအရေးပေါ်စစ်နေအခါတွေလိုအပ်နေတယ်လို့လည်းသိရှိရပါဗျ။အဲဒီလိုစစ်ကြောင်းထွက်ရမှာမြင်းကျွန်းရွာကပြည်သူ80ခန့်နဲ့စစ်ကြောင်းထွက်ရလက်မတလျှောက်ရွာ တွေကပြည်သူ90ခန့်ကိုလည်းဖမ်းဆီးထားကြတာဖြစ်ပြီးရွှေလန်းတင်ရွာမှာလူသားတိုင်းအဖြစ်ဖမ်းဆီးထားရလို့ပခုတ်ကူမျိုးနဲ့ပကပဒုတာဝန်ခံကပြောပါရရှင်။ ဒီတစ်ခါမှာတော့စကိုင်းဖက်ဒရယ်ယူနစ်ရဲ့ဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုလွှတ်တော်ရဲ့လှုပ်ထုံးလုံနည်းတွေနဲ့ညီအဖွဲ့စည်းအားလုံးကိုမူကြမ်းပေးဖို့ပေါင်းစပ်ညှိနှိုင်းလှုပ်ဆောင်သွားမယ်လို့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကမနေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဟာစကိုင်းဒေသအတွင်းဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုယုံကြည်တဲ့2020ရွေးကောက်ကံလွှတ်တော်ကိုယ်စားလှယ်တွေ CDN နိုင်ငံဝန်ထမ်းတွေတိုင်းရင်းသားအင်အားစုတွေလေးစားယုံကြည်ခံရသူတွေတပိတ်အင်အားစုတွေနိုင်ငံရေး ်ပါတီတွေနဲ့ညှိနှိုင်းဆွေးနွေးခဲ့က2024ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာလွှတ်တော်အထူးအစည်းအဝေးကိုခေါ်ယူကျင်းပခဲ့ကစကိုင်းဖက်ဒရယ်ယူနစ်ရဲ့ဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်ကိုအတည်ပြုဖွဲ့စည်းခဲ့ပြီးတာဝန်ပေးရခဲ့တာလည်းဖြစ်ပါတယ်ကော်မရှင်မှာအစုဖွဲ့အသီးသီးရဲ့အဖွဲ့ဝင်59ဦးက စုပေါင်းညီညွတ်စွာစ조사အထောက်နိုင်ခဲ့မှုကြောင့်ဇဂိုင်းဖက်ဒရယ်ယူနစ်ရဲ့ဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးချုပ်တင်ပြင်ဆင်မှုဆိုင်ရာဥပဒေပုံမှ73အရာမနေ့ကဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်ကဇဂိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကို တင်သွင်းအနံ့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီမူကြမ်းကိုလွတ်တော်ရဲ့လှုပ်ထုံးလုံနည်းတွေနဲ့အညီမဆောင်ရွက်ခင်မှာပြည်ထောင်စုအစင် အဖွဲ့အစည်းတွေဒေသအတွင်းတော်လှန်အင်အားစုတွေနိုင်ငံရေးအင်အားစုတွေပြင် ကျန်ရှိနေတဲ့ unit တွင်အခြားအင်အားစုတွေကိုပါမူကြမ်းကို ပေးပို့ပြီးပေါင်းစပ်ညှိနှိုင်းအကြံပြုချက်တွေရယူကာလိုအပ်သလိုအလုပ်တော်ဝန်တွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းစကိုင်းဖက်ဒရယ် unit လွှတ်တော်ကထုတ်ပြန်ထားပါတယ်ရှင်။ ရခိုင်ပြည်နယ်တိုင်းတစ်ပောက်ကိုတက်ဆက်ပေးကြပါရစေ။ရခိုင်ပြည်နယ်ဂွားမြို့နယ်15မိုင်ခန့်အကွာတိုင်ကျိုးကျေးရွာမှာတိုက်ပွဲဖြစ်တဲ့နေပြီးရွာလုံးကျွတ်ထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေတာတွင်းစီးရေးသတင်းမြစ်တွေကပြပြပါရစေ။အော်တိုဘာလ25နေ့မနေ့အစောပိုင်းကနေစတင်ကဂွားမြို့နယ်15မိုင်ခန့်အကွာကလပြင်းရနာမြိုင်ရွာနဲ့ကမ်းတာယာကမ်းကြီအကြားကတိုင်ကျိုးကျေးရွာမှာရခိုင်တပ်တော်အေအေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတင်းရှောင်နေကြတယ်လို့လည်းသိရှိရပါဗါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့ရာနေရာကိုတိုင်ကျိုးပင်လယ်ပြင်တွင်အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သည်မောနှစ်စီးကလည်းလက်လက်ကြီးနဲ့အဆက်မပြတ်ပစ်ကူပေးနေတဲ့ပြင် ဂွားမြို့ဘက်ကနေလည်းအကြမ်းဖက်စစ်သားအင်အား300ခန့်စစ်ကိုဆင်းလာလို့လည်းသိရှိရပါတယ်။တပ်တွဲမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာဂွားမြို့နယ်ကိုသိမ်းပိုက်ဖို့အတွက်ရခိုင်တပ်တော် A ကထိုးစစ်ဆင်တက်ခတ်နေတာဖြစ်ပြီးအခုတော့ဂွားမြို့နယ်အနီးဆုံးမှာတိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင်ဂွားမြို့နယ်ကျင်းကလေးမြို့ကစစ်ကောင်စီတပ်ရင်းတွေနဲ့ကလေပြင်းကျေးရွာကတပ်စခန်းတွေဟာ ဂွားမြို့ဘက်ကိုတဖြည်းဖြည်းဆုတ်ခွာလာပြီးကြွေချိုင် တိုင်ကျိုးဇီကုံကန်းတရာစရဲဒေသတွေကစစ်ကောင်စီတပ်တွေကိုရခိုင်တပ်တော်အေးကဆက်လက်ထိုးစစ်ဆင်တိုက်ခတ်နေရလည်းဖြစ်ပါတယ်။လာတူအမ်းမြို့ကအနောက်ပိုင်းတိုင်းစစ်တနာကျောင်းနပခါကိုအေးကအရှင်ပြစ်တိုက်ခတ်နေရစစ်ကောင်စီတပ်တွေအနေနဲ့အမ်းလေစိတ်ကို အသုံးပြုရမရတော့တဲ့အထိဆုံးရှုံးထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ပဲခူးတိုင်းဇီးကုန်းမြို့နယ်ဒိုးနယ်ရွာမှာတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်ကအနီးနားကျေးရွာတွေကိုစစ်ကြောထိုးလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်နေပြီးထောင်နဲ့ချီတဲ့ပြည်သူတွေတင်းရှောင်နေကြတယ်ဒေသတွင်းတော်လိုင်းသတင်းမြစ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။အဲလိုတိုက်ပွဲဖြစ်ပွားနေခြင်းအကျန်းဖက်စစ်ကြောဟာကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်တခုတ်ပင်ရွာမှတ်တိုင်ရွာနဲ့ရုံချောင်းရွာကပြည်သူတွေဟာ ဘေးလွရာကိုထွက်ပြေးနေကြတယ်လို့လည်းသိရှိရပါတယ်။လက်ရှိချိန်ထိတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တယ်လို့အကြမ်းဖက်စစ်ကြောင်းဟာဒုံးနယ်ရွာကိုဝင်ရောက်တက်ဆွဲစဉ်တွင်ရာရဲကအမျိုးသမီးတွေကိုကာရီယာအိမ်တွေပြက်ပြားအောင်ဆွဲခေါ်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်ရွာလုံးကျွတ်ထွက်ပြေးတင်းရှောင်နေရတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်စုတမိုင်းရှင်းချင်ပါများပါ။